ဒီအပိုင်းမှာကျွန်တော်တို့အမေးအများဆုံးမေးခွန်းတစ်ခုဖြစ်တဲ့ Redmi Dabo 5ကိုစောင့်အောင်ပါလားဒါမှမဟုတ်လို့ရှိရင် Redmi Dabo 3ရောဝယ်သင့်သေးလား Redmi Dabo 4ရောဝယ်သင့်တဲ့အနေအထားတစ်ခုမှာရှိသေးလားဆိုတော့ဥစားလေးကိုကျွန်တော်ဒီနေ့မှာအပြေပေးသွားမှာလည်းဖြစ်ပါတယ်အားလုံးပဲမြန်မာပေါ်နေပြည်သူကြပါစေ User Review Tag Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော် ဖုန်းနှလုံးကို comparison လေး true ကြလေးလုပ်ပေးသွားမှာပေါ့နော်ဆိုတော့လက်ထဲကို review unit ကွတိရောက်လာတာကြောင့်လည်းကျွန်တော်လုပ်ပေးလို့ရတာလို့ပြောလို့ရတယ်ကျွန်တော်တို့ဒီနေ့ review unit ထောက်ပံ့ပေးထားတာ process gain နေပြီးတော့ဒါနှလုံးစုံ review unit ထောက်ပံ့ပေးထားတာဖြစ်ပါတယ် review unit ထောက်ပံ့ပေးရတဲ့အတွက် process gain ကိုကျွန်တော်ကျေးဇူးများကြီးတင်ပါတယ်မကြခင်ကျွန်တော်မှဆိုလို့ရှိရင်တော့ Redmi ရဲ့ Turbo 5ကဒါ announce လုပ်ပြီးတော့ထွက်လာတော့မှလည်းဖြစ်တယ်ဒါပေမဲ့အဲ့ဒါမထွက်ခင်မှာဒီကောင်ကြီးကရှေ့ပြေးနေနေဝယ်တင်သေးလားဆိုတော့ဥစ္စာလေးကိုကျွန်တော်ဒီရပိုင်းလေးမှာလည်းအဲ့ဒီမိကွန်းလေးကိုမေးပြီးတော့လာပြီးတော့ မှန်ထားတဲ့သူတွေများတာဖြစ်တဲ့အကြောင်းကျွန်တော်ဒါလေးကိုလာပြီးတော့လုပ်ပေးတာပေါ့နော်ဆိုတော့ကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်အောင်စပြောရမယ်ဆိုရင်ဒီဖုန်းနှလုံးကချထားမယ်ဗျာကောက်ကန်လိုက်မယ်ဘယ်ဖုန်းကဘယ်လိုအခြေအနေရှိလဲဆိုရင်တော့ဒီဖုန်းကတေချာပေါက်ကိုတာဘိုဖိုးကအများကြီးပို့ပြီးတော့ ပရီမီယံဆန်နယ်ဆိုရခံစားချက်မျိုးခံစားရတယ်။အဓိကကတော့သူ့ရဲ့ဒီဘေးပေါင်လှုပ်ထားပေးတဲ့ဒီဇိုင်းလေးရဲ့အနောက်ဘက်ကလှုပ်ထားပေးတဲ့ဒီ iPhone နဲ့တော်တော်လေးဆင်နေတယ်ဆိုရဒီဇိုင်းလေးရဲ့ပြီးလို့ရှိရင်အနောက်ဘက်က back glass ဖြစ်သွားတာရယ်ပေါ့နော်။အကုန်လုံးကပေါင်းလိုက်မယ်ဆိုလို့ရှိရင်တော့တော်တော်လေးကို solid ဖြစ်ပြီးတော့ကြီးကြီးလေးလေးနဲ့တော်တော်လေးကင်လို့ကောင်းတဲ့အနေအထားတစ်ခုမှရှိသွားတယ်ပေါ့နော်။တစ်ဖက်က tower 3 tower 3ကကျတော့ကောက်ကင်နိုင်ခြင်းနဲ့ဖုန်းကပေါပေါပပါလေးနဲ့အဲ့လိုမျိုးကြီးကြီးလေးလေးရှိတယ်ဆိုရခံစားချက်မျိုးခံစားရတယ်။ဒါပေမဲ့ big quality ကတော့ဒီ tower 4လောက်ထိတော့တကောင်းတော့မကောင်းဘူးပေါ့နော်။သူအနောက်ဘက်ကတော့သူ glass mold ပဲနဲ့ plastic နဲ့ပဲလုပ်ထားပြီးဘေးပေါင်နေရလဲ plastic frame နဲ့ပဲပေါ့နော်အကြောင်းမို့ဒီကောင်ကနည်းလေးတော့ဒီ tower 4နဲ့ရှင်မယ်ဆိုလို့ရှင်တော့ချစ်ဖြစ်တယ်ဆိုတော့ခံစားချက်မျိုးလေးတော့ခံစားရလိမ့်မယ် tower 4ကတော့ဒီညမှာအများကြီးပို့ပြီးတော့ premium sound နဲ့ပေါ့နော်ပြီးတော့နောက်ဘက်က design ကိုကြည့်မယ်ဆိုလို့ရှင်လဲကျွန်တော် tower 4ရဲ့ design လေးကိုအများကြီးပို့ပြီးတော့သဘောကျတယ်အဲဒီကောင်လှူထားပေးတဲ့ပုံစံကကျွန်တော်နည်းလေးတန်ဆောတယ်ဆိုတော့ခံစားချက်မျိုးလေးတော့ခံစားရတယ်ပေါ့နော်အဲ့ဥစားလေးတကူကျွန်တော်သိပ်ပြီးတော့သဘောမကျဘူးအဲ့ flat ကြီးလှူထားပြီးတော့ camera ကြီးရောတော်တော်လေးအဆင်မပြေတဲ့အနေအထားတစ်ခုမှရှိတယ်ပြီးတော့ color ပေါ့နော် color ဆိုလို့ရှင်တော့ဒီကောင်ကို tower 3ကိုကျွန်တော်အကြိုက်ဆုံးကာလာတော့ Titanium ကာလာလေးပဲအဲ့ဒါသူနဲ့အလိုက်ဆုံးပဲကျန်တဲ့ကာလာတွေကလည်းပြူးကြောင်ကြောင်နိုင်တယ်လို့ခံစားရတယ်ဒီနေရာမှာ Tower 4ကတော့ True ကြပဲသူ့ရဲ့ ကာလာတိုင်းလိုလိုကျွန်တော်ကင်မှုပြီးွားရေပေါ့နော်အဖြူရောင်အမဲရောင်ဒါဆိုရင်အပြရောင်အကုန်လုံးသူ့အနေနဲ့သူတော်တော်လေးလှတာပေါ့နော်ပြီးတော့ဒီအနောက်ဘက်မှာဆိုလို့ရှိရင်တူတုံးပုံစံမျိုးလေးလှုပ်ထားပေးတာဘာညာလဲတော်တော်လေးသူနဲ့လိုက်ပြီးတော့လှရလို့ပြောလို့ရတယ်အဲကြောင့်မလို့ဒီဒီဇိုင်းပိုင်းဘာညာမှာကာလာဘိုင်းတွေမှာကျွန်တော်တာဘူဖို့တော့အများကြီးပိုကြိုက်ပြီးတော့အများကြီးပိုပြီးတော့အမှတ်ပေးချင်တယ်လို့ပြောလို့ရတယ်ပြီးတော့သူ့ရဲ့အရှိတ်ဘက်က display ကိုကြည့်မယ်ဆိုတော့နှစ်ခုစလုံးကအတူတူပဲပေါ့နော်6.67 inches အကျယ်ရှိတဲ့ AMOLED display ကိုသုံးထားပြီးတယ် 120Hz refresh rate ရတယ် HDR10+ Dolby Vision 68 billion န်ကာလာစ်ဒါတွေအကုန်လုံးရတယ်။ဒါပေမဲ့ဒီညမှာဘရားပို့ထူးခြားသွားလဲဆိုတော့တာဘို4ဟာ HDR VVT သွား support လုပ်တယ်ပေါ့နော်။ Pbrightness ကိုကြည့်မှဆိုလို့ရှိရင်တာဘို4ကအများကြီးပို့ပြီးတော့တာတယ်။ဒါကတော့3200 nits ရတယ်။ဒီဘက်မှာဒီတာဘို3မှာဆိုရင်တော့ HDR VVT လည်းမရသလိုပြီးလို့ရှိရင်လည်း Pbrightness မှာဆိုရင်2400 nits ကြီးပဲရတယ်ပေါ့နော်။အဲဒီဥစ္စာတွေတကွာနည်းလေး on paper ရတော့လိုအပ်ချက်ရှိရတယ်။ဒါပေမဲ့ Azure အသုံးကြီးတဲ့လို့ဆိုလို့ရှိရင်တော့ daily usage မှာဘာမှတိတ် trade ပြောင်းလဲနေတာမျိုးတော့မတွေ့ရဘူး display panel quality ကကတော်တော်လေးဆင်တယ်ဆိုတော့ခံစားချက်မျိုးခံစားရတာဖြစ်တဲ့အတွက်ကြောင့်ဘာမှတိတ် trade အပြည့်ရလို့ပြောစရာတော့မရှိဘူးပေါ့နော်။နှစ်ခုစလုံးကအပေါ်ကနဖူးသေးလေးကျင်းတယ်ဘေးပေါင်ပစ္စည်းလေးလည်းကျင်းတယ်အောက်ကချင်းရတယ်တော်တော်လေးကိုကျင်းတာဆိုတော့ဒီဖုန်းကိုသုံးရတဲ့ experience ကလည်းတော်တော်လေးကိုမိုက်တယ်တော်တော်လေး immersive ဖြစ်တယ်ဆိုတော့ခံစားချက်မျိုးခံစားရတယ်ပေါ့နော်။အဲပြီးလို့ရှိရင်လည်းဖုန်းနှလုံးစလုံးကအဲ့လိုမျိုး flagship killer ပုံစံမျိုးတီကို display panel quality မှာတော်တော်လေးကောင်းပြီးအဆင်ပြေလို့ပြောလို့ရတယ်။သူတို့ရဲ့ resolution ကိုကြည့်မှ ဆိုရင်လည်းနှစ်ခုစလုံးအတူတူပဲ 1.5K လောက်ရှိတဲ့ resolution နှစ်ခုစလုံးကသုံးထားပေးတယ်ပေါ့နော်။ခုစလုံးကဒါ OLED display ဖြစ်တော့ကြောင့် under display fingerprint ရတယ်။နှစ်ခုစလုံးကလည်း optical ပဲသုံးထားပေးတယ်။ဒီဘက်မှာလည်းဘာမှသိပြပြောစရာမရှိဘူး။သူကလည်းတော်တော်လေးအဆင်ပြေတယ်ပေါ့နော်။ပြီးတော့ haptic motor haptic motor ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ Turbo 4ရဲ့ haptic motor နည်းနည်းလေးပိုတိုက်ဖြစ်ပြီးတော့နည်းနည်းလေးမဆိုးတော့ပိုကောင်းတယ်လို့ပြောလို့ရတယ်။ဒီညမှာ Turbo 3ကတော့နည်းနည်းလေး အဆင်မပြေဘူးဆိုတဲ့အနေအထားမျိုးတွေတခုမှတော့ရှိရပါတော့အဆင်မပြေဘူးဆိုတာကျွန်တော်ပြောတာသူနဲ့ရှင်ပြီးတိတ်မကောင်းတာသူ့အနေနဲ့သူကတော်တော်လေးရှင်ပြီးပြီးတော့ကောင်းတဲ့ habit မော်တာတခုမှရှိရလို့ပြောလို့ရတယ်ပါတော့အဲပြီးလို့ရှိရင်တော့သူရဲ့ speaker ပါတော့ speaker ဘိုင်းကတော့ ျွန်တော်စမ်းကြည့်တလို့ဆိုလို့ရှိရင်တော့တူတူပဲအတူတူနီးပါးပဲ speaker ထွက်တယ်ပေါ့နော်နှစ်ခုစလုံးကလည်းအောက်ဘက်က60လောက်ထွက်တယ်အပေါ်ဘက်က40လောက်ထွက်တယ်လို့ပြောလို့ရတယ်ဒါက tower 3 or 4 or 2ပဲပေါ့နော်ဒါပေမဲ့တခုရှိတာကဒီကောက်ကိုကျွန်တော်အခုလက်ရှိသုံးနေတာဒါ Xiaomi Hyper OS 3နဲ့သုံးနေတာပေါ့နော် Hyper OS 3မှာဆိုလို့ရှိရင် Dolby Atmos ဖွင့်တာနဲ့မဖွင့်တာနဲ့ကတော်တော်လေးကွာသွားတယ်ဆိုရင်ဒါမျိုးတွေမှာရှိတယ်အဲကြောင့်မလို့အတန်ထွက် clarity ပိုကောင်းပြီးပိုကျဲတာကတော့ဒီ tower 4လေးကဒီ Hyper OS 3တင်ပြီးွားတဲ့အချိန်မှာတော့တိတိတာပိုကောင်းသွားတာတော့တွေ့ရတယ်ဒါဒီကောင်ကတော့သူ့အနေနဲ့တော်တော်လေးအဆင်ပြေပြီးကောင်းနေတယ် တယ်ဒါပေမဲ့ဒီကောင်ကလည်းနည်းနည်းလေးပိုပြီးတော့ Turbo 4ကပိုကောင်းသွားရယ်ဆိုတဲ့အနေအထားမျိုးတွေမှာရှိတယ်ပေါ့နော်ပြီးတော့နောက်ထပ်တစ်ပိုင်းကွာတာ battery ပေါ့နော် battery မှာဆိုရင်လည်းနှစ်ခုစလုံးက အဲနည်းနည်းလေးတော့ kwa တယ်ဗျ on paper ရတော့ kwa တယ်ဒါပေမဲ့ actual daily usage မှာဆိုလို့ရှိရင်တော့အရင်ကြီး kwa တဲ့နေရာတစ်ခုမှာတော့မရှိဘူးအဲမျိုးလုံးနဲ့မြောင်ပြောရမယ်ဆိုလို့ရှိရင်တော့ turbo 4က silicon carbon မှာ6550 mAh ကိုသူကထည့်ထားပြီးပြီးတော့ turbo 3ဆိုလို့ရှိရင်တော့ lithium ion ကိုပဲ9000 mAh ကိုပဲသူကထည့်ထားပြီးတယ်အဲကျွန်တော် daily usage သုံးကြီးတော့ဆိုလို့ရှိရင်ဗျမနက်9:00လောက်ကနေ100%အပြည့်သွင်းပြီးသုံးမယ်ဆိုရင်ညနေ9:00လောက်ဆိုလို့ရှိရင် turbo 4ကခန့်မှန်းခြေ60ဝန်းကျင်လောက်ကျန်တယ်ပေါ့နော်တစ်ခါစီ90လောက်ကျန်တယ်ဒီညမှာဒီကောင်က10%လောက် kwa တယ်တစ်ခါဆိုလို့ရှိရင်ဒီကောင်က ီတကောင်50လောက်ကျန်တဲ့အချိန်မှာဆိုရင်တာဘူ3က40သူမှ35လောက်ပဲကျန်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးတန်ပတ်ဆန်လောက်ကွာတာဒီလိုရှိရအရန်ကြီးပြားသေးတယ်မလား1500လောက်ကွာနေလို့အရန်ကြီးကွာတယ်ဆိုတော့ခံစားချက်မျိုးတော့မခံစားအောင်တိတ်တော့ မကွာဘူးပေါ့နော်ဒါလေးတစ်ခုကတော်လေးတော့အခုချိန်ဒီဒီတာဘိုသူတို့ရွေးမယ်ဆိုတဲ့သူတွေအတွက်ကလည်းတော်လေးအဆင်ပြေနေသေးတယ်လို့ပြောလို့ရတယ်ပြီးတော့အပြောင်းအလဲမယ်ဆိုတော့ဘူးရဲမှာတခါရဲသူတို့က90 first set ကိုဘူးရဲမှာတခါရဲထည့်ထားပေးတယ်ဒါကလည်းသူကနေတော်လေးအဆင်ပြေနေတာတခုမှရှိတယ်တော့အဆန်တွင်းကြီးတော့ဆိုလို့ရှိရင်တော့0 to 100အပြည့်အသွင်းမှုကိုတာဘို3မှာဆိုလို့ရှိရင်တော့မိနစ်40လောက်ပဲကြာပြီးတော့တာဘို4မှာဆိုရင်တော့မိနစ်50လောက်တော့ကြာတာပေါ့နော်ဒီကောင်ကတော့တာဘို4ကတော့ဘက်ထရီနဲ့လေးပိုကြီးွားလို့ဖြစ်နိုင်တယ်တပ်ပါဆန်လောက်တော့ပိုပြီးတော့တွင်းရတာပေါ့နော်ဘာပြောနှစ်ခုစလုံးကဘက်ထရီမှာလည်းစိတ်ချမ်းသာကြတော်လေးကောင်းတယ်လို့ပြောလို့ရတယ် ယ်ပြီးတော့နှစ်ခုလုံးမှာထပ်တူတာ UFS ဆိုလို့ရှိရင်လည်း4.0ပဲတုံးထားပြီးတာဆိုတော့နှစ်ခုလုံးကပေါ်ပါတွက်လက်မြန်ဆန်နေတဲ့ဆိုတော့ခံစားချက်မျိုးတရားဘုတ်ကိုခံစားရလိမ့်မယ် data အကူပြောင်းနေ app အဝင်ထွက်ဒီမှာတော်တော်လေးအဆင်ပြေပြေလေးနဲ့ကောင်းနေလိမ့်မယ်ဆိုတော့100%ပြောလို့ရတာပေါ့နော်ပြီးလို့ရှိရင်တော့နှစ်ခုလုံး armor site ထားရမယ်နှစ်ခုလုံးမတိမတားတွေတော့ကောင်းနေတာကင်မရာဘိုင်းပေါ့နော်ကင်မရာကိုပြောရမယ်ဆိုလို့ရှိရင်တော့နှစ်ခုလုံးကအတူတူပဲနှလုံးမထည့်ထားပြီးတယ်50 megapixel main ရယ်ပြီးလို့ရှိရင်8 megapixel ultra wide လုံးရယ်ကိုပဲသူကထည့်ထားပြီးတယ်ဘာမှမရဘာညာရှူချောင်းနေမထည့်ထားပြီးတာတော့ကျွန်တော်သဘောကျတယ်ဥပမာ micro တို့ဘာတို့အ သုံးဝင်နိုင်ကြီးတွေမထည့်ထားပေးဘူးဆိုတော့တော့ဆုံးဖြတ်ချက်ပြတ်သားတယ်လို့ပဲပြောရမှာပေါ့နော်အဲ့ဒါလေးတခုတော့ကျွန်တော်တော်လေးသဘောကျတယ်နောက်တစ်ခုပြောစရာရှိတာကနှစ်ခုတုန်းကကင်မရာကလက်ရှိဒီရိုက်ကြီးတောက်ဆိုလို့ရှိရင် daylight တွေမှာဆိုတော့တော်တော်လေးအဆင်ပြေတဲ့ပုံထွက်တွေကိုဖန်တီးနိုင်တယ်အဲနည်းနည်းလေးပိုကောင်းတာတော့ tower 4ကနည်းနည်းလေးပိုကောင်းတယ် daylight ချိန်တွေမှာပိုကောင်းတယ်ညနေဆောင်ဆိုလို့ရှိရင်နှစ်ခုတုန်းကတိတ်ဆင်မပြေဘူးညဘက်ပြန်ရိုက်မယ်ဆိုလို့ရှိရင်တော့ tower 4ကနည်းနည်းလေးပြန်ပြီးပိုကောင်းတယ်ဆိုတဲ့အမျိုးမျိုးမှာရှိတာဖြစ်တဲ့အတွက်ကင်မရာကိုလက်ရှိ overall ခြုံပြောပေးရမယ်ဆိုရင်တော့ဒီ tower 4ရဲ့ကင်မရာလေးကနည်းနည်းလေးပိုပြီးတော့ ဘောင်ဝင်တန်းဝင်ရိုက်လို့ရတဲ့အနေအထားမျိုးလေးမှာရှိတယ်လို့ပြောလို့ရတယ်ပေါ့နော်ဗီဒီယို quality ကိုကြည့်မယ်ဆိုတော့နှစ်ခုစလုံးကဒါ 4K 60fps ရိုက်လို့ရတယ်အဲ selfie ဆိုလို့ရှိရင်အတူတူပဲ 20MP ပဲကြာထားပြီးပြီးတော့ဒါပေမဲ့ selfie မှာတစ်ခုအားနေတာကြတော့ဗီဒီယိုရိုက်မယ်ဆိုရင် Turbo 4က 1080p မှာ 30fps ပဲရပြီးတော့ Turbo 3ကကြတော့ 1080p မှာ 60fps ရတယ်ပေါ့နော်ဒါကတော့ဒီကောက်မှန်နေလေးသွားပြီးတော့ထူးခြားနေတဲ့အချက်လို့ပြောလို့ရတယ်ပေါ့နော်ပြီးတော့ပုံထွက်ဆိုလို့ကျွန်တော်ပြောဖို့တစ်ခုကြံခဲ့တာဒီ Snapdragon ကလောက်ထားပြီးတဲ့ပုံထွက်ကိုတော့ကျွန်တော်နည်းနည်းလေးပို့ပြီးတော့သဘောကျတယ်ဒီကောင်ကတစ်ခါ ကျလို့ရှိရင် head of miss လေးနဲ့ပါရှိတတ်တယ်ပေါ့နော်အဲ steady ပို့ဖြစ်တာကတော့ tower 3ရဲ့ဒီ snapdragon နဲ့လုပ်ထားပြီးတဲ့ performance နဲ့ camera ပုံထွက် quality ကနည်းနည်းလေးပို့ပြီးတော့ steady ဖြစ်တယ်လို့ပဲပြောရမှာပေါ့နော် video quality ကလည်းအရင်ကြီးကောင်းလာကြီးတော့မဟုတ်ဘူးဒါပေမဲ့ 4K 60လောက်ကြီးရိုက်လို့ရတယ်ဆိုတော့မစိုးဘူးဆိုတော့နေထိုင်မျိုးလေးမှာတော့ရှိတယ်အဲခြုံပြောရလို့ရှိရင်တော့ vlogging လုပ်မယ်ဆိုတဲ့အတွက်သူတွေတော့ကတော့အရင်ကြီးအဆင်ပြေလာကြီးတော့မဟုတ်ဘူးဒါပေမဲ့သူ့အနေနဲ့သူတော်တော်လေးအဆင်ပြေနေသေးတဲ့ camera ပုံထွက် quality တခုမှရှိတယ်လို့တော့ပြောလို့ရတာပေါ့နော်ပြီးတော့သူတို့နှစ်ခုရဲ့ performance ပေါ့နော် performance ကိုကြည့်မယ်ဆိုရင်လည်းနှစ်ခုစလုံးကအရင်ကြီးကွာ တာမျိုးတော့မတွေ့ရဘူး Tower 3မှာဆိုလို့ရှင်တော့ Strat Dragon 8S Gen 3ကိုတုံးထားပြီးပြီးတော့ဒီ Tower 4မှာဆိုလို့ရှင်တော့ Dimensity 6400 Ultra ကိုတုံးထားပြီးရယ် Performance ကသူတို့နှစ်ခုကဘယ်လောက်กว่าလဲဆိုတော့ကျွန်တော်တို့ကပုံပြထားတာပေါ့နော်အဲ့လောက်ကြည့်မယ်ဆိုလို့ရှင်တော့မြင်သွားလိမ့်မယ်လို့ထင်တယ် Daily Usage ရှင်တုံးကြည့်တဲ့လောက်ဘာမှပြောစရာမရှိဘူး Social Media ပဲလုံးမလား Daily Usage ပဲတုံးမလား Media Consumption ပဲလုံးမလားဘယ်လိုပဲလုံးလုံးအစင်ပြေတယ်ဆိုတော့ Performance ကမှနှစ်ခုစလုံးကရှိတယ်အဲဒါပေမဲ့နည်းနည်းလေးပို့ပြီး Heavy Test တွေလုံးမယ်ဂိမ်းတွေပို့ဆော့မယ်ဆိုလို့ရှင်တော့ Tower 4ကနည်းနည်းလေးပို့ပြီးပူကျင်တယ်ပေါ့နော ဒီညမှာတော့ Tower 3ကနည်းနည်းလေး Tower 4ထက်ဆိုင်ရင်တော့အပူရော့တယ်လို့ပြောလို့ရတယ်။အဲကြောင့်မလို့ကိုက game heavy ရေဆော့မယ်ဆိုတော့အကြံပေးချင်တာကတော့ Tower 3ကတော့အခုချိန်မှာမစိုးစွယ်နေတဲ့မျိုးလေးမှရှိတယ်။ Tower 4ဆိုတော့နည်းနည်းလေးပူရက်တန်ကိုခံရမယ်။ Cooling fan လေးပါလေးတက်ပြီးဆော့အဲ့လိုမှမဟုတ်ဆိုလဲ graphic လေးပါလေးနေပါ short ပြီးတော့ဆော့ပေါ့နော်။အဲ့လိုဆိုရင်တော့လေ Tower 4လေးကသူ့အနေနဲ့သူအစင်တော်ပြေတဲ့ performance တခုမှရှိရလို့ပဲပြောရမှာပေါ့နော်။နောက်ခုတလုံးမှဆိုလို့ရှိရင်လည်း IP rating ပါတယ်။ဒါပေမဲ့ Tower 4ကကြတော့ IP 68ပါပြီးတော့ Tower 3မှဆိုရင်တော့ IP 64ပဲပါတယ်ပေါ့နော်။အဲကြောင့်မလို့ရေးဆိုတာလေးရေးစိမ်း င်သားတွေပိုပြီးဆက်ကြလက်ချနဲ့တုံးလို့ရတာတော့တာဝူ4ကပိုရတယ်တာဝူ3ဆိုရင်လည်းလေညာတာယူခြွေတားမဲ့ဘိုင်းလေးတော့ရှိတယ်ရေဆိုးတွေပါရတယ်ဆိုရင်တကောင်ရေအရန်ဆိုင်လို့တော့မရဘူးပေါ့နော်ဘာပြောပြဗျာဖုန်းနေရတော့ရေဆိုးအောင်ထုတ်ထားတာမဟုတ်တဲ့ကြောင့်နည်းနည်းသတိထားပြီးတော့ဂိုင်မှုအတွက်လည်းအကြံပေးချင်တာပေါ့နော်ဆိုတော့ overall ပြန်ပြောရလို့ရှိရင်ဒီ conclusion ပြန်ချုပ်ပေးမယ်ပေါ့နော်ဈေးတန်းကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒီကောင်ကအစ်စ်လက်ရှိဈေးကတော်လေးကျနေပြီ10သိန်းအောက်မှာဝယ်လို့ရတယ်ကျွန်တော်ဟိုနေ့ကမြင်တော့9သိန်းခွဲပတ်ချာလောက်မှာဒီကောင်ကဝယ်လို့ရနေပြီ use market မှာဆိုလို့ရှိရင်တော့10သိန်း10သိန်းခွဲတော့ပဲရှိတော့တယ်ပေါ့နော် တာဘိုသရီကကျတော့ကျွန်တော်လက်ရှိအသစ်တော်မတွေ့ဘူးအာအသစ်တွေ့ရဆိုလို့ရှိရင်လည်းရန်ကုန်မှာဝယ်လို့ရတဲ့ဆိုင်ရှိရဆိုရင်လည်းအောက်ကကွန်မန်နယ်မှာလာပြီးတော့မငယ်ပြလို့ရတယ်တာဘိုသရီရဲ့လက်ရှိ use market မှာဆိုရင်တော့ဒီကောင်ကဒါနှစ်ခုသုံးအတူပဲပေါ့နော်12 to 5 ticket တွေကိုကျွန်တော်လုပ်ထားပေးတာဒီတာဘိုသရီဆိုလို့ရှိရင်တော့9သိန်းပတ်ချာလောက်ပဲရှိရ9သိန်း9သိန်းခွဲပေါ့နော်အနာပတ်ချာလည်းမှာ ဈေးကကြတော့ use market မှာဆိုလို့ရှင်တသိန်းတသိန်းစွန်းလောက်ပဲကွာရတာဗျအဲ့လိုအနေထားမှာဆိုလို့ရှင်တော့ over all ကိုပို့ပြီးတော့ကြည့်တယ်အစအရာမှာแน่แน่စီပိုကောင်းတာလေးကိုလိုချင်တယ်ဆိုလို့ရှင်တော့ data pool 4ကိုရွေးလို့ရတယ်အဲ့လိုမှမဟုတ်ပဲနဲ့ကိုက budget ကိုလည်းချိန်နေတယ်ပေါ့နော် limitation လည်းဖြစ်နေတယ်အဲ့လိုလူမျိုးဆိုလို့ရှင်တော့ tower 3ကလည်းမှားတယ်ရေးချင်ဘူးတကူမဟုတ်ဘူးသူ့အနေနဲ့သူအစင်တော်လေးပြင်နေသေးတယ် tower 4နဲ့ရှင်တာแน่လေးတချို့ပိုင်းလေးမှာရော့တယ်ထင်ရမယ်သူ့အနေနဲ့သူလည်းတော်လေးကိုကောင်းနေသေးတာဖြစ်တဲ့အကြောင်း budget ကိုကြည့်တယ်ဆိုရင်တော့ tower 3ကိုရွေးလည်းမမှားဘူးဆိုပြီးတော့ကျွန်တော်ပို့ပြီးတော့ ပြောပြခြင်းနဲ့ကျွန်တော်လည်းမေးစရာရှိရ Rather ဆိုရင်ဒီနှလုံးထဲကနေဘယ်ဖုန်းကိုရွေးဖို့အတွက်စိတ်ကူးရှိလဲဆိုလို့ရှင်တော့ကျွန်တော်သာဆိုလို့ရှင်တော့ Turbo 4လေးကိုပဲပို့ရွေးပြလိမ့်မယ်လို့ထင်တယ်။ဘာလို့လဲဆိုလို့ရှင် Over All Rounder အရာတော်တော်လေးပို့ပြီးတော့အဆင်ပြေလို့ခံစားလို့ပေါ့နော်။ဒါပေမဲ့ကျွန်တော်ရွေးတယ်ဆိုတိုင်းလူတန်းကိုရွေးဖို့လည်းအကြံမပေးဘူး။ကိုယ့်အနေနဲ့ကိုကျွန်တော်ဥနဲ့ပြလိုက်လို့ပဲခွခွဲပြီးတော့စဉ်းစားလို့ရတယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်ပြပြပေးကြတာဖြစ်ပါတယ်။လူချင်းမလို့ဆိုရင်ရောဒီနှလုံးထဲကနေဘယ်ဖုန်းကိုရွေးပြမယ်လို့ထင်တယ်။လက်ရှိမှာဘယ်ဖုန်းကိုကိုင်နေလဲ။ Turbo 5ကိုစိတ်ဝင်စားနေစောင့်နေတဲ့သူတွေရောရှိလား။ဘာပြောချင်တာလေးရှိလား။အောက်က comment ထဲမှာဝင်ပြီးတော့မှတ်ငယ်ပေးလို့ရ ားပါတယ်ဖိလပါကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ရှုမှန်ဆိုလို့ရှင် VPN link ခံပြီးတော့ကြည့်ရှုဖို့တော်မြတ်တာခံကြပါတယ်ကြည့်ရှုအားပေးကြတဲ့ဒုတိယချင်းစတောင်းကျေးဇူးများရှိတင်ပါတယ်ကျွန်တော် channel ကိုကြိုင်းတဲ့တယ်ဆိုလို့ရှင်လဲ like and subscribe follow လုပ်ပြီးကိုကြီးကလို့ရပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုကိုကြာမှာပြန်နေကြရတာပါ